ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနုရအလှကိုပိုင်ဆိုင်စေမယ့် Ponds White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ပရိသတ်များအလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Last Talk ဆိုတဲ့အစီအစဉ်မှာတော့ဧည့်သည်တော်တူရောက်ရှိနေပြီဖြစ်ပါတယ်။လက်ရှိချိန်မှာ Academy စုကို၄စုတိတိပိုင်ဆိုင်ထားတဲ့ကျွန်တော်အားလုံးချေရတဲ့ကိုပြည်တီဦးဖြစ်ပါတယ်။အကိုမင်္ဂလာပါ။မင်္ဂလာပါညီလေး။ ကိုပြတီဦးကိုကျွန်တော်တို့ဟိုမေးချင်တဲ့မေးခွန်းတွေကတော့အများကြီးပါပဲအကိုဒါပေမဲ့လက်ရှိအချိန်မှာပေါ့နော်အကိုဒီဖန်တီတေုပ်ဆောင်တွေရဲ့ရုပ်ရှင်ဇာတ်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးသိချင်ပါတယ်အထူးသဖြင့်ကျွန်တော်ရုပ်ရှင်ဇာတ်ကား၃ခါနဲ့ပတ်သက်ပြီးတော့သိချင်တာပါအကိုအာဦးမျိုးမရိုက်တဲ့ဒီရာဇဝင်ရိုင်းသူများနှစ်ပတ်လို့ရုပ်ရှင်ဇာတ်ရဲ့နောက်ပြီးတော့အကိုဒီထူးထူးခြားခြားပေါ့နော်ဒီနိုင်ငံတကာနဲ့တွဲဖက်ပြီးတော့ရိုက်ကူးထားရုပ်ရှင်ဇာတ်ပေါ့ဟိုတီတီနဲ့ဒိုးနဲ့ အယုရှင်စကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါဟုတ်အယုရှင်စကားတွေဟိုဖန်တီးပြတဲ့အကြောင်းညဇလန်းတွေရဲ့ကောင်းမွန်မှုနဲ့ဟိုပရိသတ်တွေလက်ထက်ရောက်ရှိသွားတဲ့အခါမှာသူတို့ကြည့်တဲ့အခါမှာသူတို့ရရှိနိုင်တဲ့အကျိုးကျေးဇူးတရားလေးကျွန်တော်သိချင်ပါတယ်ခင်ဗျဟုတ်အရင်ဆုံးကျွန်တော်ဒီရာဇဝင်ရိုင်းသူများယုရှင်စကားနဲ့ပတ်သက်ပြီးကျွန်တော်ပထမဆုံးသိချင်ပါခင်ဗျဟုတ်အဲရာဇဝင်ရိုင်းသူများကတော့ရိုက်တာကတော့ဦးမျိုးမင်းပေါ့နော်ဘာဝင်တဲ့တယောက်ဆောင်နေကကျွန်တော်ရဲ့မြင့်မြတ်ရဲ့ အဲပြီးတော့လိုင်လာခန့်ရပက်ထရီရှာရပေါ့နော်ဟုတ်ကဲ့ပါဘုရားနောက်တစ်ချက်ကမြင့်မြတ်ပေါ့မြင့်မြတ်နဲ့ကျွန်တော်နဲ့ကျတော့လဲအဲ့လိုတွဲပြီးရိုက်တဲ့ကားဆိုတော့ကတော်တော်လေးကိုမရှိသလောက်ကိုရှာတာပေါ့နော်ဟိုလူတွေအများကြီးနဲ့တွဲပြီးရိုက်ကြတာမှာသူ့နေရာနဲ့သူ့ကိုယ်နေရာနဲ့ကိုဘာကြတာလောက်ကလွဲလို့ရှင်ဒီလိုမျိုးတည်တည်ချာချာတွဲပြီးတော့ရိုက်တယ်ဆိုတာမျိုးမရှိတဲ့ခါကျတော့ဒီ address ကလေးကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ပေးသက်စိတ်ဝင်စားမှုတစ်ခုအနေနဲ့တော့တော်တော်လေးအားကောင်းပြီလို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်ပေါ့နော်ကားမျိုးစားကတော့အော်ပထမတော့ဒီကျွန်တော်နေရာကအော် ဟိုရိုးစီးပွားရေးသမားပေါ့နော်ရိုးတန်းစီးပွားရေးသမားတယောက်ပဲဒါပေမဲ့ तू ကဒီလိုဟိုအလှည့်အပြောင်းနေပေါ့လေအလှည့်အပြောင်းနေနဲ့အဲကိုမထင်မှတ်တာတွေဖြစ်လာတဲ့အချိန်မှာသူ့ရဲ့စိတ်တွေအားလုံးကပြောင်းပြန်ဖြစ်သွားတာပေါ့နော်ပြောင်းပြန်ဖြစ်သွားပြီးတဲ့အခါမှာ revenge ကိုဥတီတာပေါ့အဓိကကတော့ပေးခြင်းတဲ့ message ကတော့ဒီကားမှာ လူတွေအားလုံးဟာနောက်ဆုံးမှာဒါပူလောင်ခြင်းနဲ့ဒုက္ခဒုက္ခတွေပဲခံစားရတယ် revenge ဆိုရယ်သဘောတရားလက်စားချေခြင်းဆိုတာဟာမကောင်းဘူးဆိုရယ်သဘောတရားပေါ့နော်ဒါကိုပဲကျွန်တော်အဓိကထားပြီးတော့ဟိုပြချင်တာပါအဓိကကတော့ exciting back ကိုလည်းပူသွားမယ်ပေါ့နော်အဲ့တော့ဒါတေချာပေါ့ဟိုကြည့်လို့ကောင်းတဲ့ကာရကာပြည့်စက်ကြည့်လို့အဆင်ပြေတဲ့ကာရကာဖြစ်မှာပါအဟိုဘိုးချင်းတော့အတန်နဲ့ချင်း၆မိနစ်နဲ့ခရဘိုးကျွတ်ကျွတ်တို့မြင်ချင်ဆင်ပြီးတော့ဖေးစင်းနဲ့တက်ဖို့ဖြစ် ိုက်လို့ချင်တာအနောက်တစ်ခုတော့နှစ်ပတ်အလိုပေါ့နှစ်ပတ်အလိုကတော့ကျွန်တော်ရဲ့အဟွာကိုမင်းဦးရဲ့ကြောကြောဘူးရဲ့ဝင်းမွန်ရွှေရဲ့เนาะကျွန်တော်အဓိကတရုတ်ဆောင်ထားကြတာပေါ့เนาะဟုတ်ကဲ့ဟုတ်ဆိုတော့အဲ့ဒီကားမှာကတော့ကျွန်တော်ရဲ့နေရာအခန်းကဏ္ဍကအရေးအကြီးဆုံးရယ်လို့မဟုတ်ဘူးဟောကိုမင်းဦးနေရာဆိုလည်းအရန်ကောင်းတယ်အဲကြောကြောဘူးနေရာဆိုလည်းအရန်ကောင်းတယ် ကိတ်ကိတ်နေရဆိုလည်းအရန်ကောင်းတယ်ဆိုတော့အဲ့ဒီကားကတော့ကားတစ်ကားလုံးအနေနဲ့ဆိုလို့ရှိရင်အရန်ကောင်းတယ်ဟောဆိုကျွန်တော်ရဲ့ဇက်မဟုတ်ဘူးဆိုတော့အဓိကကတော့ကျွန်တော်ကကျွန်တော်နေရကောင်းမှအဲကျွန်တော်ဇက်ဖြစ်မှကျွန်တော်ကြံမှဆိုတာမျိုးကျွန်တော်ကဥတီချက်ထားပြီးရိုက်တာမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ရိုက်ခဲ့တဲ့ကားတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုပေါ့ကျွန်တော်ထက်အရေးကြီးတဲ့အဲဟိုတကားလုံးမှာကျွန်တော်အရေးကြီးဆုံးမဟုတ်ဘဲနဲ့ရိုက်ခဲ့တဲ့ကားတွေရှေ့မှာလည်းအများကြီးပဲပေါ့ ဥပမာလက်ပံလိုကားမျိုးပဲကြည့်ကြည့်အာနင်းစင်ရင်လိုကားမျိုးပဲကြည့်ကြည့်ပေါ့နော်ကျွန်တော်တော့ဘာလို့ပဲအဓိကထားပြီးတော့ရွေးချယ်တယ်လဲဆိုတော့ဒီကားတကားဟာပြည့်သက်ကြည့်တဲ့အချိန်မှာကားကောင်းတကားဖြစ်မဖြစ်ဒီပုံမှာပဲကျွန်တော်အခြေခံပြီးတော့ကျွန်တော်စဉ်းစားရတယ်အဓိကကျွန်တော်ရိုက်တဲ့ကားတကားကောင်းရှင်တယ်ပြည့်တဲ့ကြည့်တဲ့အခါမှာတန်းစီကျင်တယ်ဒီပုံမှာပဲကျွန်တော်ဥတီပြီးတော့စဉ်းစားရတယ်နောက်တစ်ခုကကျွန်တော်တို့ရိုက်တဲ့အခါမှာကျွန်တော်တို့နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကသတို့ရဲ့အမှုပညာကိုပြခွင့်ရမယ်အဲဆိုတော့ဟိုကျွန်တော်တို့ကျတော့ဟို ီကားမှာမဟုတ်လဲကျွန်တော်တို့ရဲ့အမှုပညာကိုပြခွင့်ရတဲ့တခြားကားတွေလည်းရှိတယ်ဆိုတော့ဒီလိုကားမျိုးတွေဆိုရင်ကျွန်တော်တို့ရဲ့ travel တွေတရုတ်ဆောင်တွေကလည်းတို့ရဲ့အမှုပညာတွေအစွမ်းတွေပြခွင့်ရမယ်ဆိုတော့တို့အတွက်ကိုလည်းကျွန်တော်အနေနဲ့ဟိုအဲ့လိုမျိုးကားတွေကိုရိုက်စေခြင်းနဲ့အခါကျတော့ဒီလိုကားမျိုးတွေလည်းစမ်းစားပြီးတော့ရွေးချယ်ဖြစ်တယ်ပေါ့နော်အဲ့မှာတော့ तू ကဟိုကို personal ကိုအကုန်လုံးဟိုအမှုပညာအစွမ်းပြခွင့်ရကြတဲ့ကားမျိုးပေါ့နော်ဟုတ်ကဲ့ဒါတော့နှစ်ပတ်လို့ဒီကားတွေလည်းအပြိုင်မှုကောင်းကောင်းမြန်မြန်ဆန်ဆန်နဲ့ တရုတ်ဆောင်အင်အားများစွာနဲ့ပေးသက်စိတ်ဝင်စားလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေပေါ့နော်။နောက်ညီလေးပြောတဲ့အထက်မှာနောက်တီတီအန်ဒိုနတ်ပေါ့နော်။ဒါကတော့ဟိုပြန်စိတ်ဝင်စားပါတယ်ကိုအဲ့ကဲအဲ့ဒါလေးကတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်ကိုပင်ပင်မမှန်အဲရိုက်ခဲ့ရတာပေါ့နော်ကားမျိုးစားကတော့ तू ကပော့ပော့ပပလေးပဲပော့ပော့ပပလေးကို तू ကကော့မစ်နဲ့ဖန်စီနဲ့ ဒါမျိုးလေးရောထားတဲ့ကားလေးပဲ။ तू ကအရင် heavy တွေနဲ့တကယ်ကိုအဲ့လိုနင်းနေနေတဲ့ drama အဲ့လိုမျိုးရေးတော့မဟုတ်ဘူး။ပင်မနဲ့ဆိုတာကကျတော့ तू ကနိုင်ငံသားတွေနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ तू ကမနက်ကို၄နာရီလောက်အိပ်ရထားရတယ်။သူတို့ကမနက်၅နာရီဆိုလာကြိုပြီ။ဟုတ်၅နာရီဆိုလာကြိုပြီ၅နာရီခွဲဆို shooting ရောက်တယ်။ရောက်ပြီဆိုတော့သူတို့ကဟို breakfast ကျွေးတဲ့ကားကြီးတွေနဲ့သူတို့က breakfast ကျွေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ဟာ make up နဲ့ပတ်သက်တာတွေ costume နဲ့ပတ်သက်တာတွေအကုန်လုံးဆင်ပြပြီးပြီ6နာရီ6နာရီခွဲဆိုတာနဲ့စားရိုက်ပြီဘယ်လောက်ထိရိုက်လဲဆိုတော့နောက်တဲ့မနက်ကို2နာရီ3နာရီတခါတလေနောက်တဲ့မနက်6နာရီထိရိုက်တယ်အဲ့လိုပြောပေါ့ဆိုတော့အဲ့လောက်ထိရိုက်ပြီးသွားရင်တော့သူကတရက်ပြန်နာရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့အလေးအထားနဲ့ကြတော့မတူတဲ့အခါကျတော့ကျွန်တော်တို့အတွက်ကကျတော့အယံပင်မန်းတာပေါ့နော်ဒါပေမဲ့လည်းဟိုကျွန်တော်တို့အချိန်နဲ့ပတ်သက်လို့ရှိရင်လုံးဝအဆုံးထိမှတ်ခံနိုင်တဲ့အခါကျတော့ တို့တို့9နာရီလာကြမယ်ဆိုလို့ရှိရင်ကိုက4နာရီ45လောက်ထရထိုင်ဆောင်နေအာကိုရှိဖိုးဆက်ဆရာကိုမလို့ဒါမျိုးဖြစ်နေတဲ့အခါကျတော့ကျတို့အလေးထားနေနည်းနည်းမတူတဲ့အခါကျတော့တော်တော်လေးတော့ပြန်မှန်းတယ်နောက်တစ်ခုကကျတော့ဘာသာစကားအခက်ခဲပေါ့ဘာသာစကားကျတော့ကျွန်တော်တို့ကကျတော့ဟိုမြန်မာလိုပြောပြီးမြန်မာလိုသရုပ်ဆောင်တာကျတော့ကျွန်တော်တို့အတွက်ကဘာပဲဖြစ်ဖြစ်ဟိုအမြဲတမ်းလုံနေကြဆိုတော့တော်သေးတာပေါ့အာအင်္ဂလိပ်လိုပြောပြီးတော့သရုပ်ဆောင်ရတယ်ဆိုတဲ့အခါကျတော့အခက်ခဲပေါင်းကတော်တော်လေးကိုများဟုတ်တော်တော်လေးကိုများပါဆိုတော့အင်္ဂလိပ်ကျတော့ကျွန်တော်တို့ကဟို ပြောနေကြမဟုတ်ဘူးပြောနေကြမဟုတ်တဲ့အခါကျတော့ဟိုစကားဘယ်နေရာမှာဖြတ်မလဲဘယ်နေရာမှာ ပြန်ပြောမလဲအဲ့တော့ဘယ်စကားပြောတဲ့အချိန်မှာကို့မှုကမျက်ရည်ကဝဲမာလားအစသဖြင့်ပေါ့တခါကျတော့ဒီစကားကတစ်ဆက်တည်းပြောပြီးတရုပ်ဆောင်ရတာလားခြားပြီးပြောပြီးမှတရုပ်ဆောင်ရတာလားဆိုတော့ကျွန်တော်ကအကုန်လုံးအသေးစိတ်ဗီဒီယိုအခွေတရအစပြန်ကြည့်ဘာညာနဲ့အဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့လေ့လာပြီးတော့ကိုကျွန်တော်တို့ကပြန်ပြီးတော့ဟိုဖြစ်ရတာပေါ့နော်အဲ့တော့ essence ကကြတော့လဲကျွန်တော်တို့က ပြောနေကြမှုတတ်တော့ကြမလို့အင်္ဂလိပ်တယောက်လို့တော့ဘလိုနည်းနဲ့မှအကောင်းဆုံးတော့မဖြစ်နိုင်ဘူး။ဒါပေမဲ့အကောင်းဆုံးမဖြစ်ဖြစ်အောင်တော့ကြိုးစားရတဲ့ဆိုတဲ့အခါကျတော့ဟိုစိတ်ပင်ပန်းမှုလူပင်ပန်းမှုထံတော့အရန်တော့များတာပေါ့နော်။အဲ့တော့ဒီကားအနေနဲ့ကတော့ဟိုအဲ့လိုပေါ့နိုင်ငံအဲ့ပေါ့ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီးရိုက်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဟိုပူးပေါင်းပြီးရိုက်တဲ့အလေးအထားတစ်ခုအတက်ကိုတော့ပထမဦးဆုံးလေကက်တစ်တစ်ခုတော့ဖြစ်ဖြစ်မယ်ပေါ့။ဆိုတော့ဒီပေါ်မှာပေးသက်တွေတော့ဟိုကျင်းနေကြလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့တော့ Oh, about Dreamed about snakes. That kind of dream means you will meet your soulmate. Soulmate? How? Huh? Younger woman, very hot temper. And oh. you will meet her unexpectedly. มื่อลูกยอมแต่งงานเพื่อพ่อได้ แล้วทําไมพ่อจะเลิกเป็นนักเลงให้ลูกไม่ได้ มันความจำเสื่อมกี่นิ้วหนึ่งกี่นิ้วสองกี่นิ้วสามมันจำไม่หมดเลยอ่ะเพราะความจําเสื่อมนะไม่ได้เป็นยาอ่อน ผมเป็นคู่มัน่นแต่ฉันไม่ได้รักคุณ ถึงยังไงเนี่ยคุณจะได้แต่งงานกับลูกสาวผมแน่ผมเสียเวลาคุณมามากพอแล้วนะ I dæk mig uanset. Kig til krogerungerne! Thank you. For what? Taking good care of me. I won't leave you alone again. Donna! Donna, be mine! Now, the, I go ye, the, she we မြန်မာနိုင်ငံရုပ်ရှင်အစင်အတန်းမြန်မာဘို့နဲ့ဒီနိုင်ငံတကာကိုထုတ်ဖောက်ဝင်ရောက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့အကိုတို့အများကြီးလှုပ်ဆောင်ခဲ့ရတဲ့ဆိုတဲ့အပိုင်းတွေအများကြီးတွေ့ရပါတယ်။ရုပ်ရှင်အနာဂတ်ရဲ့မျိုးဆက်တွေအတွက်ကိုဘယ်လိုပုံစံတွေဖန်တီးပေးခြင်းခဲ့ရတဲ့ဆိုတဲ့အပိုင်းလေးစေတနာမြတ်တာစကားကိုလည်းကြားချင်ပါခင်ဗျာဟုတ်။အဓိကတော့ဟိုညီလေးပြောသလိုပါပဲ။အဓိကတော့ကိုတို့တက်တန်းတစ်လျှောက်မှာကတော့တိတ်ကိုနိုင်ငံတကာအဆင့်မီတဲ့ကားတွေရိုက်ဖြတ်သွားနိုင်ဖို့ဆိုတာမသိကြပါဘူး။အဲ့တော့အခုလိုမျိုးပူပေါင်းပြီးရိုက်လိုက်တယ်ဆိုတဲ့ဟာက အာဒါကပထမဆုံးလှေကတလေးတခုပေါ့နော်အကိုတို့ရဲ့နောက်ထပ်မျိုးဆက်မျိုးဆက်တွေမှာအာတကယ်ကိုကောင်းမွန်တဲ့အာရုပ်ရှင်ကားတွေဖန်ပြီးလာနိုင်မလားဆိုတော့မျောလင်းချက်လေးနဲ့ဒါအကိုတို့တတ်နိုင်တဲ့လောက်လေးဟိုလုတ်လုတ်ကြည့်ခဲ့တဲ့သဘောမျိုးပါပဲဟုတ်အော်ကိုရိုနိုင်ငံအနေနဲ့ဆိုလို့ရှင်ဒါအမှန်တိုင်းပုံမှန်လင်းလင်းဝင်ခိုင်းရမယ်ဆိုလို့ရှင်နိုင်ငံတကာအဆင့်တန်းမှီတဲ့ကားမျိုးတွေဖြစ်ဖို့ဆိုတာကအာကိုခွန်ကိုအားနယ်ကြီးပဲဆိုလို့ရှင်တော်တော်ကြီးကိုသွားရလိမ့်ဦးမယ် တော်တော်ကြီးကိုသွားရလိမ့်မယ်လူအချက်ပေါင်းများစွာရှိနေသေးတယ်အဲ့တော့လောလောဆယ်မှာ short 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 point ပေါ့နော်ဟိုလမ်းကြောင်းတော်တော်နဲ့သွားလို့ရမယ်ဆိုတော့ဟာတခုမှကဒီလိုပူးပေါင်းပြီးတော့ရိုက်တယ်ဆိုတော့ကိစ္စတခုမှပဲအဲ ဟိုမြန်မြန်ဆက်ဆံလောလောဆယ်မှာဖြစ်နိုင်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပူပေါင်းပြီးရိုက်ရင်းနဲ့လေအကိုတို့သေယုတ်ဆောင်နေဟာလာအကိုတို့ရှိမှရှိတဲ့အဲအမှုပညာအတတ်ပညာရှင်နေနဲ့နော်သူတို့ရှိမှရှိတဲ့အမှုပညာအတတ်ပညာရှင်နဲ့ပူပေါင်းပြီးလုပ်ချင်းအားဖြင့်အကိုတို့တွေရဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီအမှုပညာရှင်တွေကလည်းနိုင်ငံတကာနဲ့ပူပေါင်းလာမယ်ဒီ field ကိုဖြည်းဖြည်းချင်းရောက်လာမယ်ဆိုတော့အဲ့လိုလုပ်ချင်တဲ့တစ်ဖြိုင်တည်းထဲမှာကိုယ်နိုင်ငံမှာရှိတဲ့နယ်ပယ်ထဲမှာရှိတဲ့လူတွေအကုန်လုံးကိုလည်းဘလို့နိုင်ငံတကာအဆင့် ကိုသွားနိုင်အောင်ဘယ်လိုလုပ်ကြမလဲဆိုတော့လည်းတပြိုင်တည်းတစ်ထပ်စဉ်းစားဖို့လိုတာပေါ့နော်အမြဲတမ်းကြီးပဲပူပေါင်းရိုက်ပြီးသူတို့ကိုပြအမြဲတမ်းကြီးပြအာကိုနေဖို့ဆိုတော့လည်းဒါမှန်ကန်တဲ့နီလန်နဲ့အဖြစ်တခုတော့လည်းမဟုတ်ဘူးပေါ့အဲ့တော့အကိုတို့လောကမှာရှိတဲ့အကိုတို့ဒီအမှုပညာလောကတခုကိုကဲနိုင်ငံတကာအဆင့်မှီလာအောင်ဘယ်လိုလုပ်ကြမလဲဆိုလို့အပိုင်းမှာကြောက်လဲအကိုတို့ဒီအမှုပညာလောကထဲမှာရှိတဲ့လူတွေရဲ့အားနယ်ပဲလဲဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတော့ အခုတို့တခြားနိုင်ငံတွေကိုပြန်ပြီးလေ့လာကြည့်တယ်ဆိုလို့ရှင်ဥမာကိုရီးယားကိုရီးယားဆိုလို့ရှင်အခုတအားကိုဟိုကဘာပေါ်မှာပါတအားလွှမ်းမိုးသွားပြီဟာတရုတ်မှာဆိုလို့ရှင်လည်းကိုရီးယားတွေနာမည်ကြီးတယ်ထိုင်းမှာဆိုလည်းနာမည်ကြီးတယ်အခုဆိုလို့ရှင်ဟောလိဝုဒ်ထီတော်မှာပဲရောက်တဲ့တရုတ်ဆောင်တွေလည်းရှိလာပြီဆိုတဲ့အခါကျတော့ဒါကဘလို့နီးနဲ့တို့သွားခဲ့ကြတာလဲဆိုတဲ့အခါကျတော့ဒီလိုနိုင်ငံတော်ပိုင်းပေါ့အစိုးရပိုင်းကပူပေါင်းပါဝင်ပြီးတဲ့အခါမှာဒီလူတွေအကုန်လုံးကိုတင်းနှန်းနေပို့တယ်တင်းနှန်းနေလွှတ်တယ် အဒီလူတွေအကုန်လုံးသူတို့တွေဟိုတေချာတက်မြောက်ပြီဆိုတဲ့အခါမှာပြန်ခေါ်တယ်ပြန်ခေါ်ပြီးတော့မှဘတ်ဂျက်ထုတ်ပြီးတယ်ရိုက်ခိုင်းတယ်စသဖြင့်ပေါ့နော်သူနိုင်ငံတော်အဆင့်ပူပေါင်းပါဝင်မှုမရှိဘဲနဲ့ပလန်တစ်ခုမရှိဘဲနဲ့တော့မဖြစ်နိုင်ဘူးပေါ့